ရေဖြူမျိုးနဲ့ကလင်အောင်မျိုးနဲ့မလွှဲတောင်ကြမှာရှိတဲ့လော့တိုင်းရွာနောက်မှာဒီကနေ့မနေ့ပိုင်းကဆရာနာရှင်တန်းနဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တို့ထိတိပစ်ခတ်မှုဖြစ်တယ်လို့သိရပါတယ်။လော့တိုင်းရွာဟာရေးတဝဲပြည်တော်စုကားလမ်းပေါ်မှာတည်ရှိတာပါ။မိနစ်30လောက်အကြာပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်အခြေအနေပြောင်းနေနေပြီးလမ်းပိုင်းမှာလည်းပုံမှန်သွားလာနေဆဲဖြစ်တယ်လို့လမ်းပိုင်းမှာရှိတဲ့ဒေသခံတအူကပြောပါတယ်။ အဲ့ဒီလမ်းပိုင်းမှာစီရေးလှုပ်ရှားမှုလုပ်နေတဲ့မွန်ကရင်တဝဲတော်လိုင်းအင်အားစုကဒေါနာစစ်ကြောင်းတုံးစစ်ကြောင်းမှုကိုမေးမြန်းရမှာတော့ထိတွေ့မှုရှိခဲ့တယ်ဆိုတာကိုအတည်ပြုနိုင်ပြီးနှစ်ဖက်ထိခိုက်မှုကိုစုစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။လက်တလုံးမှာဆ ਿਆ နာရှင်တပ်သားတရာကျော်ကရေးတဝဲကားလမ်းပိုင်းရောက်ဖူးရွာတင်မှာနေရာယူထားပြီးပြီးခဲ့တဲ့စက်တင်ဘာလဆန်းအထိစီရေးတင်မှာခဲ့တဲ့အပြင်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။စီရင်တင်းမှာခဲ့တဲ့အတွက်ရရှိကားလမ်းပိတ်ခဲ့ပြီးအဲ့ဒီလမ်းပိုင်းမှာရှိတဲ့ဒေသခံတွေထွက်ပြေးခဲ့ရပါတယ်။ စက်တင်ဘာလနောက်ပိုင်းမှာတော့စစ်ဘေးရှောင်ချိုနေရပြန်လာကြတယ်လို့ရွာသားတွေစီကသိရပါတယ်။တိုက်ပွဲတွေတလဝန်းကျင်ကြာညင်တက်ပြီးတဲ့နောက်ဒီကနေ့မှာတော့နှစ်ဖက်ထိပ်တွေ့ပစ်ခတ်မှုပြန်ရှိလာတာလို့တော်လိုင်းအင်အားစုတွေစီကသိရပါတယ်။